ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနောင်ယိုးစစ်တပ်ရေးသားထားတဲ့အယူသူတော်ပါဝင်တဲ့လင်ထွန်ကူးတဲ့ကဝေမဲဇာတ်လမ်းစာဆုံးလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးကိုမစခင် channel လေးကို subscribe နေပြီးကြပါအောင်ရှင် subscribe နေပြီးသားပြီဆိုရင်ဇလန်လေးကိုစလိုက်ပါရမရှင်ညာဦးပိုင်းချင်းပြင်ပစီမှာမိုးရွာကတဖြောက်ဖြောက်ကြဆင်းလို့နေရင် ဒီချိန်ပကိုးမျိုးပေါ်ကရက်ွက်တစ်ခုတွင်အင်္ဂလီတလုံးစီမှာတော့စီးစရာကြီးဥမောင်တယောက်သူ့ရှိစီရာဟောင်းနှွမ်းလို့နေရဲ့ဆောင်ရွက်တွေကဆွေးမြေ့နေကကင်နာတောင်တတိထားလို့ကင်နေရပြီဖြစ်တဲ့ကျန်းစာအုပ်ကြီးကိုဖျောင်းတိုင်မီလက်စီရာကင်ပြီးအသေးအတန်ဖတ်မှတ်နေရင်စီးစရာကြီးဟာကျန်းစာအုပ်ကြီးရဲ့စာတွေကိုတတဲမမဲဖတ်ရှုများဖြစ်ပြီးမှတ်သားစရာတွေကိုလည်းနဘေးစီရာဆာရွက်စီမှာမှတ်သားတညာပြုတ်နေတယ် တစ်ချက်တစ်ချက်မှာစန်းစာပါစာပိုက်တို့ကိုအတန်ထွက်ကရုပ်စုံနေတက်ပြန်ပြီးတချို့စာပိုက်တွေကိုဆိုမမတ်တထင်ဖြစ်အောင်နှစ်ခေါက်သုံးခေါက်ရုပ်စုံနေရှိနေပါတယ်ဒေဝနကျန်းဤစေးကျန်းကိုနှီးယူကောင်းစဉ်လူစင်သွေဖဆေးပြတ်တ်လူကြည်စင်ဖော်ထားတတားရီလမြေတွင်ဝကဂါရာကုမန်ကုရတ်တန်တိတေစီဝီနောနတ်မီဩကစေလောကရဲ့ လျှမ်းပပီးပြီးစေးစရာကြီးဟာစန်းစာအုပ်ကြီးကိုအပီးထိဖတ်ရှုပြီးစီးချိန်နောက်ဆုံးချိန်ရတဲ့စေးစန်းကြီးနဲ့ပတ်သက်ပြီးတင်စားထားတဲ့စာပိုက်ကိုသုံးောက်ထက်မနဲ့ရွတ်ဖက်လိုက်လေပြီးရဲ့ခါမှာတော့စန်းစာအုပ်ကြီးကိုအမျက်တညိုးနဲ့ယူရစွာပိတ်လိုက်လေပြီးတေးသေးချာချာတင်းဆဲလိုက်တယ်နောက်တော့ကျေနပ်စွာပြုံးလိုက်ကဒီစေးစန်းကြီးအတိုင်းသာဆေးရီကိုဖော်ဆက်နိုင်ခဲ့မယ်ဆိုရင်ဒီစပူမှာ ငါကလက်သစ်ဇီဝကရေလို့ကြွေးကြော်နိုင်ပြီကွအဲ့လိုရှေးရိုးလိုက်ပါတယ်ဒီလိုနဲ့ပဲနောက်တစ်ပတ်အကြာမှာတော့ဆေးစရာကြီးဦးမောင်ကျောက်တပည့်တူသားဖြစ်သူ မောင်ဖိုးစီကိုခေါ်လို့ဆေးကြံကြီးတွေကဆေးတွေကိုဖော်ဆက်ဖို့ရာရိုးမအတွင်းကဆေးပင်ဝါပင်တွေပေါများပတ်ရောက်တတ်တဲ့မြိုင်းဟေဝင်တောဆီကိုဝင်ရောက်ခဲ့ပါတယ်ဟေဝင်မြိုင်တန်းတာမောပေလာရကုံနိုင်ပန်းချဆောင်ဆေးလင်ကြတော့ ပောက်ရောက်ပြီလူ ထူးစီဦးရဲ့စည်းစရာကြီးဦးမောင်ကအရှိကနေကျိုင်းတုတ်ကင်လို့အရှိကနေဟိုရမ်းတည်ရန်သွားရင်စေးပင်ရှာဖွေနေရဲ့အနောက်ဘက်ကမောင်ဖိုးစီကတော့အထုပ်ပိုးတွေကိုထမ်းပိုးရင်သူ့အတွက်တစ်ခါမှမရောက်ဘူးသေးတဲ့တောနှက်ခေါင်ခေါင်စီကအတွေ့အကြုံအမြင်သစ်စမ်းတွေကိုတတ်အော်ငေးမောရင်လိုက်ပါတယ်စေးကြံရတော့စီမီတောက်ပန်းမင်းကိုအရင်ဆုံးရှာဖွေရမယ်မောင်ဖိုးစီအမေမရှိပါဘဲဦးမောင်ကပြောလာတယ် ဒီခါမှပူးစီကဘေးပတ်ဝန်းကျင်ကိုငေးမောနေရနေတတိဝင်လာပြီးတော့စီမီတောက်ဆိုတော့ဟိုအနီနဲ့အဝါဆက်သားတိတ်ခိုလာတဲ့အပင်ကိုပြောတာမဟုတ်လားဆရာကြီးအေးအမှန်ပဲပေါ့ဒီတော်ထဲမှာရှိပါမလားမောင်ပိုးစီရဲ့အမေကြောင့်ဦးငမောင်ပြုံးလိုက်တယ်ပြီးတော့ပုံမှန်လေတန်နဲ့ပဲမရှိရိုးလာမောင်ပိုးစီရဲ့ဒီမြိုင်ဟင်ဝင်ဆက်တော်ကြီးရဲ့မှာတီလောကဂရိစော်ကြီးကဆေးပင်မောင်သောတောင်းကျော်လာရောက်ဆိုင်ပြိုးထားခဲ့တာ ဒီတော့ကြီးကိုလော်ဂီဘက်ကမြိုင်ဟင်ဝင်းလို့ခေါ်တယ်။ဒုတာမန်လူတွေတက်ကွာတော့စင်မလိုက်တော့ပေါ့ကွယ်။ဦးမောင်းကပြောပြတာကိုမောင်ဖိုးစီလည်းခေါင်းငိတ်လို့မှတ်သားလိုက်တယ်။စကားပြောရင်သူတို့ဆက်တိုးကြတော့အရှိအတော်လမ်းရနေရစီကအနီးနဲ့ဝါဆက်ထားတဲ့စီမီတောက်ပန်းမင်းတွေအများပြောင်းလှမ်းမြင်လိုက်ကြရတယ်။ဦးမောင်းကဝမ်းသာအားရပဲပြေတော့မောင်ဖိုးစီလည်းအနောက်ကပြေးလိုက်ရတာပေါ့။စီမီတောက်ပန်းမင်းတွေကိုခူးဆွကြတယ်။ခူးဆွလို့ပြီးတော့အနှစ်ယောက်သားအမောပြေဖြစ်အနားမှာပဲထိုင်နေလိုက်ကြတယ်။ မောင်ဖိုးစီကနှာရှိုင်းလာတဲ့တောတောင်တွေအထက်ဝေးဝဲကကြည့်ပြီးတစုံတစ်ခုကိုအတွေးပြုမိသွားတယ်။ဆရာကြီးဟေးနမိမယ်ဆိုတာတကယ်ရှိလား။မောင်ဖိုးစီရဲ့အမေကြောင့်ဦးမောင်မျက်လုံးတွေပင့်တက်သွားတယ်။ဟောဘလို့ကြောင့်များ မေးလာတာတော့။အော်ငငယ်တုန်းကအခုလိုတောနဲ့ကြီးတွေအထက်မှာနမိမယ်တွေရှိတတ်တယ်လို့အဖိုးဖွားတွေကပြောပြဘူးတာအမှတ်ရလို့ပါ။အဲ့ဒါတွေကပုံမြင်သက်သက်ပါကွာ။အော်ဒါဆိုအပြစ်မှမရှိဘူးပေါ့။အေးပေါ့ကွာ။ ဟီးမောင်ဖိုးစီသူ့အတွင်းထဲသူရှကိုးရှက်ကန်းဖြစ်ပြီးရှီးမိလိုက်တယ်။ဒါိုင်းမဲ့ကွာငါစောက်တော့မှဖတ်မှတ်ပိုးတာတော့ရှိရဲ့။ထူးခြားဖြစ်ရလေးပေါ့ကွာ။မောင်ဖိုးစီစိတ်ဝင်စားသွားရတယ်။ဘာများလဲဆရာကြီးကမင်းပြောတဲ့နမိမယ်နဲ့လင်းဆက်ဆန်ဘူးတဲ့ဘယ်ရင်လဲကွာ။ပကံခစ်ကလို့ရေးထားတယ်။ဟာစိတ်ဝင်စားစရာကောင်းလာကြည်လား။ပြပြဆက်မအောင်ဆရာကြီးဟာ။အေးထူးဆန်းလို့မှတ်တော်မှတ်ထားတယ်ဆိုပေမဲ့ဘယ်ပြင်လဲလို့ငါလဲအသေးချာတော့မှတ်မိတော့ ဖြစ်နိုင်လားကတော့တရုတ်ပြင်းမင်းလို့ခေါ်တဲ့နားတီယာပတိမင်းဖြစ်လိမ့်မယ်ထင်တယ်။အိုးဘဲမင်းဖြစ်ဖြစ်ပြောမှသာပြပဆန်းမဆရာကြီးကကျုပ်သိသိကြည့်နေပြီဗျ။ဟဲ့ကောင်ကိုယ့်ကိုလည်းထိန်းဆောင်ငါမျိုးပြောပြမှာမဟုတ်မှအတွက်မဟုတ်ဘူးဒုဒ္ဒအနေနဲ့ပြောပြမှာ။ဟုတ်ပါပြီဆရာကြီးရေကျုပ်ကလည်းဘူဒုဒ္ဒအတွက်ပါပဲ။မောင်ဘိုးစီမချစ်မရဲနဲ့ရှင်းလိုက်မိရဲ့။တကယ်တမ်းကျတော့လူပြိုပေါက်ကာလာသားတယောက်နေနဲ့ဘူဒုဒ္ဒအပြင်အခြားကောပါတာပေါ့လေ။ ဦးမောင်းကတော့မဖူးစီကိုဘာမှမပြောတော့ဘဲသူပြောပြတော့မယ့်အကြောင်းကိုသာဆက်ပြောလိမ့်ရဲ့ဒီလိုရဲကွဟုတ်ကဲ့ဟဲ့ကောင်ငါစကားကိုလိုင်းမထောင်နဲ့အော်ဟုတ်ကဲ့ဟုတ်ကဲ့စကားလင်ပြတ်သွားတာမို့ဦးမောင်းကမှန်လိုက်တယ်မဖူးစီလည်းတိကျင်စိတ်ရှိတာမို့ညင်ကုတ်နေလိုက်တယ်နာဒီယာပတိဝင်းစီတရုတ်တွေကျူးစော်လာလို့ပတိန်မျိုးစီကိုထွက်ပြေးတော့ကလန်ခုလက်တော်ရဲစီမှာ မိုးကြီးရွာသွန်းတာကြောင့်သူ့နောက်ပါသားရီနဲ့ကွဲထွက်သွားတယ်တဲ့ကွာ။ မိုးတွေကတိတ်သေးအောင်ရွာနေရဆိုတော့နောက်ပါတွေကလည်းနီးရဆက်ရခိုကက်ကြသလိုဆင်ထင်းကလည်းဆင်မုံကလည်းဆင်းပြေတယ်တဲ့မင်းကြီးကလည်းမိုးကကောင်းလို့တော့ကြောက်စိတ်ကဲပြီးဆင်ပေါ်မှာဝင့်နေမိတာမိုးတန်ကြောင့်အတန်ပလန်တွေလည်းမကြဘူးပေါ့ကွာနောက်ဆုံးမိုးတိတ်ချိန်ကျမှမင်းကြီးကဝင့်နေရအထကြီးတော့သူ့လူတွေနဲ့အတူရှိမနေတော့ဘူးသူတယောက်တည်းဆင်တကောင်နဲ့တောထဲမှာဝဲလဲလဲဖြစ်နေရပြီမိုးကရွာထတာဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တော်ကိုတောင်ွေနေပိတ်သေးနေရပေါ့စင်ကြီးကခြေဥတရာစီတွားနေရပေါ့ကွာငါ900တရာပေးဆောင်ကွာမင်းကြီးကပြောရတာဥမောင်းကသူ့ဝါဖို့900တရာတောင်းလိုက်တာစကားကဆက်သွားတော့မဖိုးစီကနားမလည်လိုက်ဘူးဒါကြောင့်ပြန်ပြီးလိုက်တယ်မင်းမကြီးမင်းကြီးကတောင်းရမှာလားငါဝါဖို့တောင်းတာကွာအော်ဟုတ်ဟုတ်တကယ်ဒူးဒူးကောင်းပါပဲကွာ မောင်ဖူးစီခွန်းတုံမပြတ်ပါဘူး။ပလိုင်းထဲကကွန်းအိတ်ကိုထုတ်ပေးပြီးတော့ကွန်းတရာကိုယာလို့ဥမောင်းစီကမ်းပေးလိုက်တယ်။ဥမောင်းကကွန်းရကိုယူလို့ဝါလိုက်ကဖြစ်ကနေကွန်းဒရီကိုထွေးထုတ်လိုက်တယ်။ဆက်ပောင်းဆရာကြီးကစုံစိတ်ဝင်စားနေမိပြီ။အေးပါကွာဆက်ပြောမှာပေါ့။စင်ကြီးကခြေဦးတက်ရသွားနေအောင်မင်းကြီးကဘာမှမလုပ်တော့ဘူး။စင်ဘော်ကနေပဲဒီတိုင်းထိုင်နိုင်နေမြင်တနည်းအားရောက်တော့စင်ကြီးကကြီးကနေကြောက်အားလန်အထောက်ရယ်။မင်းကြီးလည်းဘာဖြစ်လဲဆိုပြီးထိထိပြပြပေါ့ကွာ။ အဲဒီအချိန်မှာကောင်းကင်စီကအလင်းဖြစ်လာကြာကြဆင်းလာပြီးစင်ကြီးရဲ့အထက်၄00နဲ့မှရပ်တန့်သွားတယ်။မင်းကြီးလည်းဘာဖြစ်မလဲဆိုပြီးတန့်တော့အကြည့်နေမိတာပေါ့။အလင်းရောင်ကြီးကရုတ်တရက်ပြဲသွားပြီးတော့အဲဒီက400နဲ့ထဲမှာဝဲနေရဲ့ဝီလစ်လစ်မင်းမပြိုတောက်တယ်ကွာ။အလိုလေးခနာကူကောက်ကြောင့်ရှိုက်ကြီးရှိုက်ဖို့အတွေ့အကြုံနဲ့မှမိမွေးဖော်မိတိုင်းမြင်နေရတာလေကွာ။စပင်ကလည်းနတ်မောင်ကြီးအရှိကြီးရဲ့ကွာ။ဆက်ပြောပါတော့ဆရာကြီးကကျုပ်ဖြစ်ရင်းနှီးတုံလာပြီ။ဟေးကောင် တနာယူးယူးမနေနဲ့ဘူးတူတာကအသေးစားနားထောင်ဟုတ်ပါတယ်ဆရာကြီးရဲ့ဘူးတူတာပါဗျလို့ပါဆက်ပြောပြပါတော့ဗျာမင်းကြီးလည်းငေးရည်ပြီးကြည့်နေမိရဲ့အဲ့ဒီချိန်မှာပဲမင်းမပြောကလီဘော်ကနေမင်းကြီးရှိအောင်ဆင်းသက်လာတယ်နောက်တော့မင်းကြီးနဲ့တဝါဒပြုတော့တာပဲလीဆင်ကြီးပုံမှာပဲလားအေးဆင်ကြီးပုံမှာပဲကွာဆက်ပြောပါအောင်ဆရာကြီးကတဝါဒပြုလို့ပြီးတော့ မင်းမပြိုကမင်းကြီးရဲ့ရင်ခွင်ထဲကနေချုံထွက်တယ်။ပြီးတော့ကောင်းကင်စီပြန်တက်သွားပြီးပျောက်ကွယ်သွားတော့တယ်ကွ။မင်းကြီးကတော့အဲ့ဒီနတ်မိမယ်ကိုမသွားပါနဲ့မသွားပါနဲ့ဆိုပြီးအဝတ်စားတော်ပြန်မွှင့်နိုင်မင်းအော်နေရ။သူ့နောက်ပါသားတွေပြန်လာရှာလို့တွေ့ရထိပဲလေလေ။ထူးဆန်းလိုက်တာဗျာ။တော့များမအောင်အဲ့ဒီနတ်မိမယ်ကမင်းကြီးစီပြန်လာသေးလား။မလာတော့ဘူးလေကွာ။အဲ့ဒီဒီချိန်မင်းမင်းကြီးကတော့နတ်မိမယ်နဲ့တွေ့ပြီးတဲ့ဗေမင်းမမအောင်နားကပ်မခံတော့ဘူး။အဲ့ဒီစိတ်နဲ့ယူနှမ်းတယ်လို့ဖြစ်သွားရတာက နောက်ဆုံးသားတော်ဖြစ်သူပြည်မျိုးစားလှုပ်ကြံတက်တာကိုခံလိုက်ရတယ်လေစိတ်မကောင်းလိုက်တာတကယ်ဆိုရင်နတ်မိမယ်ကလာပြီးပေါင်းသိရမှာ哦ပေါင်းသိတာမပေါင်းသိတာထက်အဲဒီစာထဲမှာထည့်ရထားတာကအဲဒီလိုနတ်မိမယ်ရင်းနတ်သမီးတွေနဲ့ဆက်ဆံမိတဲ့သူတိုင်းကတပတ်တွင်းအသက်ကံကုန်ရတယ်လို့ရေးထားတယ်ကွာဟာအဲ့လိုကြီးလားအမလီဒါဆိုရင်တော့တော်ပါပြီဗျာနမိမယ်နဲ့တွေ့ချင်စိတ်မရှိတော့ပါဘူးမဘိုးစီကပြပြသားလေးပြောလိုက်တော့ဦးမောင်းကရှိလိုက်တယ် မင်းကတော့နမိမယ်နဲ့တွေ့မယ်မထင်ဘူးတွေ့ရင်တွေ့ဒီတော့ဒီတောင်ထဲမှာကဝေမယ်နဲ့ပဲတွေ့နိုင်မယ်ဟေးဟေးဟေးဟာဆရာကြီးကတော့နောက်ပြီဗျာကျုပ်ကနမိမယ်တော့ကြောက်နေမိတာကဝေမယ်ဆိုပိုးဆိုးပြီဗျာမောင်ဖိုးစီအပြောကြောင်းဥမောင်ပြုံးလိုက်တယ်ပြီးတော့ကဲကဲကောင်းလီမင်းနားထောင်ကျင်တာလဲနားထောင်ပြီပြီနားလာကလည်းအမောပြေပြီဆိုတော့ထက်ရှာကြောင်းဆိုဒီတခါပါရှားမှလဲဆရာကြီး ်စင်တရက်လွတ်တဲ့စီမှာရှိနေစင်တုံးမနယ်ပင်အော်ဟုတ်ဟုတ်ငေါဘိုးစီတယောက်စေးစရာကြီးဥမောင်းနဲ့တူညာယူဝင်ထဲကိုဆေးပင်အရှာလိုက်ကုန်နေခဲ့တာဒီကနေ့ဆိုရင်၃ရက်ပြည့်ခဲ့ပါပြီသူတို့ဟာတောကြီးရဲ့တနေရာစီမှာတဲငယ်တလုံးထိုးပြီးနေကြရင် နေကင်းမဆိုဒေါ်တော်လုံးတတောင်လုံးနှံ့နေအောင်လှည့်လေလို့ဆေးပင်ရှာကြပါတယ်။ရရှိထားတဲ့ဆေးပင်တွေကိုတော့တဲကလေးစီမှာပဲစုပုံရထားပြီးထပ်မံလိုအပ်နေသေးတဲ့ဆေးပင်တွေကိုရှာဖွေပါတယ်။ ဒီကနေ့မှာတော့မနက်ခင်းမိုးလင်းစာတွေကစေးပင်ကိုရှာဖွေလာတာနေထိုင်တစ်ပြားအချိန်မှာတော့ကောင်းကင်ကရုတ်တရက်ကြီးအုံဆိုင်မိုင်းညွတ်လာတယ်မိုးရွာတော့မယ်ထင်တယ်တောထဲမှာမိုးရွာရင်တိတ်အန္တရာယ်များတယ်တဲစီကိုပြန်ကြဆိုလားဦးမောင်ကတောအတွင်းကိုမကြာခဏစေးပင်ရှာရင်ရောက်ဘူးသူမို့တောထောင်ဆောင်သိရဲ့ရုတ်ကြီးတက်လာတဲ့မိုးရိပ်မိုးချီကသဲတံစွာရာသွန်းတက်ပြီးရှော်ရီမြောင်နေအကြောက်စုဝေးကတောင်ကျရေပြည်စစ်စစ်တက်တယ် မိုးကြောင့်တောင်ပေါ်မြေတို့ကချွတ်ချော်ပြီးလူတွေခြေချော်လက်ချော်ဖြစ်တတ်တယ်။ဒါကြောင့်ဦးမောင်းကဆေးပြင်ကိုထပ်မရှာတော့ဘဲတဲစီကိုပြန်မှုပြောတယ်။နှစ်ယောက်သားတဲစီကိုပြန်လာကြတယ်။တဲစီကိုရောက်ပြီးမကြခင်မှာတော့မိုးကတဲတဲတထံကိုပဲရွာသွုံးมาတော့တယ်။မိုးရွာတော့နှစ်ယောက်သားဆေးပြင်ရှာဖို့ရအဆင်မပြေတော့ဘူး။တဲစီမှာပဲနေကြရင်ရရှိထားတဲ့ဆေးပြင်ကိုအမျိုးအစားခွဲထုတ်ကတိမ့်ဆဲထုတ်ပိုးတာတွေလှုပ်ဆောင်နေလိုက်ကြတယ်။နှင်းလေခင်ကြတော့နှစ်ယောက်စလုံးမိုးအေးနဲ့တီးတမောအိတ်ဆက်ကြတယ်။ ဒီကမောင်ပိုးစီဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်။အိမ်မက်ထဲမှာအလွန်တရာကိုပဲလှပလုံးနဲ့မင်းမပြူတယောက်။ဒီမွေးဖွားမိတိုင်းအဝတ်စားရမပါပဲ။ကိုလင်းဒီနဲ့ရှိုက်ဖို့သူတွင်ကိုထိပါတို့ပြရင်မောင်ပိုးစီစီကိုလှမ်းလာနေ။ညဝန်းတွေကမောင်ပိုးစီစီမှာပဲမွေးတကောင်းရဲ့ညှို့ငင်မှုလိုမျိုးစူးစိုက်လို့ကြည့်နေတာ။အဲဒီကြည့်မှာပဲမောင်ပိုးစီဟာရှင်တုံပန်းတုံဖြစ်နေရတယ်။အနာအောင်ရောက်လာရင်ဘာလို့လုကာရမယ်မသိဘူးပေါ့။ ဒါပေမဲ့ကြီးနေတော့မှပဲမိမဖြိုရဲ့အသွင်ကရုပ်ကြီးရှေ့မျက်မျောနဲ့အရှိမဲမဲကြီးတခုအသွင်ကိုပြောင်းလဲသွားတယ်။မောင်ဖိုးစီလည်းအလက်လက်ကြားနဲ့ဟဲ့ော်ပေါ်ဟန်ပြင်းလိုက်တယ်။ဒီခိုက်မှာပဲမောင်ဖိုးစီမောင်ဖိုးစီထထဦးမောင်ရဲ့လှုံ့လုံမှုကြောင့်မောင်ဖိုးစီတယောက်အိမ်မက်ကနေလန့်လို့လာရတယ်။ငါငါအိမ်မက်နေရပဲအိယာကနေထထန်လိုက်မိပြီးကို့ဘာသာဆန်းစစ်လို့ရှေးရိုးလိုက်မိရဲ့ပြင်ပမှာတော့မိုးကလုံးရရတိတ်နေခဲ့ပြီ။မောင်ဖိုးစီထချီတော့ မိုးဒိတ်တုံလေးတို့တွေဒီအနီးနားကိုဆေးဝင်ထွက်ရှာကြအောင်။အော်ဟုတ်ကဲ့ဆရာကြီး။မဘိုးစီလည်းကြပြကတိနဲ့ပဲဆေးဝင်ထွက်ရှာဖို့ပြင်ဆင်မိတယ်။အိမ်မက်အကြောင်းကိုလည်းသူမေ့သွားခဲ့။တဲစီကလည်းထွက်ပြီးနှစ်ယောက်သားမိုးရွာစားပြီးအချိန်မှာတောင်ပေါ်တောင်ကြားတွေစီမှာဆေးပင်လိုက်ရှာကြတယ်။လက်ပင်သုံးပင်ရှာပြီးတော့မိုးကချုပ်ဆပြူလာတာမို့တဲစီကိုပြန်လာခဲ့ကြတယ်။အပြန်လန်းခီးမှာအနောက်ကနေတစုံတစ်ယောက်ကကြည့်နေသလိုမျိုးမောင်ဖိုးစီခန်းစားနေရတာကြောင့်အနောက်လဲကြည့်ပေမဲ့ဘသူ့မှမမြင်ရပါဘူး ဦးမောင်းကတော့ပုံမှန်တိုင်းရယ်ပဲမောင်ဖိုးစီလည်းသူ့ဘာသာစိတ်အထင်ကြောင့်ရဲ့လို့အလွယ်တွေးလိုက်ခဲ့ပြီးတော့ဦးမောင်းရဲ့အနောက်ကနေခတ်တုတ်တုတ်လိုက်ခဲ့မိပါတော့တယ်တဲစီကိုပြန်ရောက်တော့ညစာအတွက်ကိုချက်ပြုတ်ပြင်ဆင်လေပြီးစောစည်းစွာနဲ့ပဲထမင်းစားတော့လို့ညအုပ်ပိုင်းမှာပဲအိယာဝင်လိုက်ကြတယ်ညလေလောက်မှမိုးကသဲထန်စွာရပြန်နေအိမ်ကြီးရဲ့မောင်ဖိုးစီကတော့ဒီချိန်မှာနေကင်းကအမတ်တလို့အိမ်မက်မျိုးကိုပဲထပ်တူထပ်မြတ်အပြန်နေထူတော်ထူနေပြီး ။ဒါပေမဲ့လည်းအိယာကနိုးပြန်တော့အမှတ်တမဲ့ဖြစ်သွားရပြန်တယ်။နောက်တနေ့မနက်မှာတော့မောင်ဖူးစီကအိယာကနိုးချိန်စိတ်အစဉ်ကလေးလံထိုင်မိုင်နေ။ဒါပေမဲ့လည်းဦးမောင်းနဲ့တူပုံမှန်တိုင်းစိတ်ဝင်ရှာဖွေဖို့ထွက်ခဲ့ပါတယ်။မိုးကဖိုးဖွဲရွာနေ။ညာတော့ကလည်းမိုးရွာထားတာမို့တောတောင်တလန်းတွေကချောနေ။ဒီတိုင်းသာစတိုင်မိုးရွာနေမှဆိုရင်တော့ဒီရက်နေ့ရက်ဆိုတို့ပြန်မဖြစ်မယ်ထင်တယ်။ဦးမောင်းကပြောလာတယ်။မောင်ဖိုးစီကဘာမှပြန်မပြောဘူး။ သူတို့ရှာဖွေထားတာမှလည်းဆေးပြင်အမျိုးမျိုးအတော်လေးစုံလင်နေပြီဆိုတော့ပြန်ရင်လဲပြန်မော့ဒီလိုပဲလွယ်လွယ်တွေးထားလိုက်တယ်။တနင်္လာရောက်တော့ဦးမောင်ကမြေပြင်ကတစုံတစ်ခုကိုသွားမြင်လိုက်တယ်။ဝုံဝန်ကောင်တစ်ကောင်ရဲ့ခြေရာခြေရာကမြေဆူဆူစီမှနစ်ဝင်လို့ထင်းနေတယ်။မောင်ဖိုးစီအန်ဒီရဲ့ကောင်တော့ဒီနားမှာရှိနေပြီ။တို့အမြန်ဆုံးပြန်ကြဆို။ဦးမောင်ကပြောပြီးတော့ခြေလမ်းတွေကိုနောက်ကျောင်းပြန်လှည့်လိုက်တယ်။ဂျိုင်းမဲလဲကံမကောင်းကြောင်းမလားတော့ ူတို့ပြန်လဲကမှဝုံဝင်ကောင်နဲ့ပတ်ပင်းတိုးရတယ်။မဲနဲ့နေရဲ့အမွေးသွင်းနဲ့ဝုံဝင်ကောင်ကသူတို့နှစ်ယောက်ကိုမြင်လာနေပဲချက်ချင်းပဲမတ်တက်ရလို့မှန်းဖိလိုက်တယ်။အရွယ်ရောက်ပြီးသားကောင်ဆိုတော့အရက်မြင့်က6ပြီကျော်သားတယ်။ဒီလောက်ကြီးမားတဲ့အကောင်ကိုတိုက်ခိုက်ဖို့ရကမဘိုးစီတို့နှစ်ယောက်စလုံးမှာဓမ္မကလွဲပြီးအခြားဘာမှမပါဘူး။မဘိုးစီပြေးတော့ဟိတ်တော်တွေးကြုံရှိရဲ့ဥမောင်းကပြောပြောဆိုဆိုပဲပလိုင်းတွေပါတဲ့အကုန်ပြစ်ချလို့ထွက်ပြေးလိုက်တယ်။ မဟုတ်စီလည်းအစကကြောင်အန်းရှိနေပေမဲ့သတိဝင်လာချိန်မှာအနောက်လှည့်လို့ပြေးပါတော့တယ်။ကန်စိုးသူမဖိုးစီကိုပဲတမုတ်ရတော့မှထင်တယ်။မောမွန်ကောင်ကအရင်ဆုံးထွက်ပြေးတဲ့ဦးမောင်ကိုမလိုက်ပဲနဲ့မဖိုးစီကိုသာတဲမဲပြီးလိုက်တော့တယ်။ဦးမောင်ကသူ့ကိုမောမွန်ကမလိုက်မှန်းသိတော့နဘေးဖက်ကြောဘက်ကိုတက်ပြေးပြီးတော့မဖိုးစီကိုစိတ်ပူမိကမဖိုးစီပြေးပြေးအဲ့လိုအားပေးပါတယ်။မဖိုးစီခင်ဗျာလည်းအသက်ပေးမှုအားစုံခွန်ဆိုင်ကိုပြေးပါတယ်။ ။ဒါပေမဲ့လည်းမိုးဖွပွဲကြနေတဲ့အချိန်အရင်ကရွာထားတဲ့မိုးတွေကြောင့်ချောနေတဲ့တောင်ပေါ်လမ်းစီမှာတကြိမ်တော့ခြေကျော်လဲပြီးအောက်စီကိုပြုတ်ကျသွားခဲ့ပါတော့တယ်။မောင်ဖိုးစီရဲ့အာယုံတွေက အမောင်တိုက်စီကနေတကင်နနိုးထလာရတယ်။ခန္ဓာကိုယ်တစ်ခုလုံးညင်ညမ်းစွာလှုပ်ခတ်နေရကိုထူးခွဲစွာခံစားနေမိရတယ်။ဘာကြောင့်မှမသိတဆုံတစ်ခုကခန္ဓာကိုယ်အနှံ့ကိုညင်သာစွာပုတ်သက်ကင်တွယ်နေရကိုလည်းခံစားမိနေရတယ်။ဒီအထိတွေ့မှာသူ့စိတ်ခံစားချက်တွေကနှင့်ဝင်ပြီးတာယာမိနေသလိုပါပဲ။ ရေးလန့်လုံးနေတဲ့မျက်ဝန်းတွေကိုအားတင်းလို့ဖွင့်ရကြည့်မိရဲ့ပထမတစ်ချက်အဖွင့်မှာသူဟာတဲတလုံးအတွင်းစီမှာရောက်ရှိနေရကိုမြင်မိလိုက်တယ်။မျက်ဝန်းတွေကပြန်လည်မိမိသွားပြန်တယ်။နောက်တစ်ချိန်အားတင်းလို့ပြန်ဖွင့်ကြည့်လိုက်တယ်။အိုးမိမဖြူတယောက်ပါလား။မိမဖြူကသူ့ခန္ဓာကိုယ်ပတ်စီမှာမိမွေးဖာမွေးတိုင်းပဲဝတ်စားပလာနေရှိနေ။အိုးသူလည်းမိမဖြူနဲ့အထူးထူးပါပဲလား။သူတို့ကြီးခန္ဓာကိုယ်တွေကပူကန်ညှိတွင်နေ။ မင်းပြိုစီကဆန်ရွှေရှိတို့ကဒုက္ခနာကိုအပေါ်စီမှာအပုံလိုက်ရှိနေတယ်။ဂျာဟာမောင်ဘိုးစီဆက်မတွေးရတော့ဘူးစိတ်ကိုအားထည့်လိုက်ကနှုတ်ဖြားကနေမင်းမင်းဘယ်သူမင်းမပြိုကမောင်ဘိုးစီရဲ့စကားတော့မဆုံးသေးဘူး။နှကမ်းတွေစီကိုသူ့လက်ညှိုးလေးနဲ့ညှင်သာစွာထိပိတ်လိုက်တယ်။ဒီခိုက်အထိတွေ့ကိုပုံမို့လို့ခန်းစားမိလိုက်ပြီးမောင်ဘိုးစီတယောက်ညဝန်းတွေကမှိမ့်မိသွားအပြင်ပါတယ်။ ဦးမောင်တရာဦးမောင်ဖိုးစီပြုတ်ကျသွားရာကြောက်တဲ့စီကို ခရခက်စီဆဲပြီးလိုက်လံရှာပွေနေပါတယ်။ရှာပွေမှုတစ်လျှောက်မှာလည်းနှုတ်ကနေတောဥ်တန်ပြီးလို့ရှာပွေနေခဲ့တယ်။သူဒီကြောက်တဲ့ကိုဆင်းပြီးရှာပွေနေရနိုင်နေငယ်ကြနေပြီ။အခုဒီမောင်ဖိုးစီကိုတော့မတွေ့သေးဘူး။ဦးလူရှိလား။နှုတ်ကနေအဆက်မပြတ်ဟိအော်ရင်ဦးမောင်တော်ရဲကိုတုံးဝင်လာနေမိတယ်။တနင်္လာကိုရောက်တော့ဆန်းချောင်းကလေးနှစ်ပြီးကတဲကလေးတစ်လုံးကိုလှမ်းတွေ့လိုက်တယ်။ တဲကလေးစီသွားပြီးအကူကြီးတောင်းမှရဲတို့တွေကဥမာခတ်တုတ်တုတ်ခြေလန်းလှလိုက်ပါတယ်။တဲအနာကိုရောက်လူရောက်ခင်မှာတော့ခြေလန်းတွေကိုရှက်လိုက်ပြီးတဲရှင်ကိုလှမ်းအောင်ဖို့ဟန်ပြလိုက်တယ်။ဒီခိုက်မှာပဲသူ့နောက်စီကခြေတန်ကျလိုက်ပြီးနင်းဘသူလဲတီယိုဖာလာလောက်တာလဲ။မာကျော်ခတ်ထန်လုံးနဲ့အတန်ကြောင့်ဥမောင်လှက်ကြည့်လိုက်ပြီးတော့အသက်80အရွယ်လောက်ရှိမဲ့အဖွားဟိုကြီးတယောက်တောင်ဝေးထလို့ရှက်နေအောင်တွေးလိုက်ရတယ်။စိတ်ကလည်းတီတော်ရဲမှာဒီမဲကြီးကရိုးမှရိုးပါရဲ့လားပေါ့။ ဟဲ့ငါမင်းနေလေအဲဟုတ်ကျုပ်ကျုပ်တူလေးဝုန်းဝန်ကောင်းကြောင်းဒီကျောက်တွေကိုကြာသွားတာလှဲရှာနေရပါဦးမောင်ရဲ့အဖေစကားဆုံးအဖွားကိုကခက်စင်းစင်းစိုက်ကြည့်လာပြီးဘသူမှဒီကျောက်တွေကိုကြာမလားမင်းဒီနေရာထွက်သွားလိုက်တော့ဟာမဟုတ်ဘူးကျုပ်တူလေးကြာသွားတာကိုကျုပ်မျက်စိနဲ့ဟဲ့ကောင်ဘသူမှကြာမလားလို့ငါပြောပြီးပြီကာလနာတိုက်ချင်နေရလားငါဒေါသမထုတ်ခင်နင်းသွားလိုက်တော့အဖွားကအတင်းကိုပဲမမဲလှွတ်နေရဲ့ ဦးမောင်လည်းမောင်ဖူးစီဒီကြောက်တွေကိုကြောက်သွားတာကမျက်မြင်ဆိုတော့ဒေါသကထောင်းခွနဲ့ထွက်သွားရရင်ကျုံမျက်စိအရှိရင်ကြောက်သွားတာမို့လို့ဆင်းရှာတာပြဒေါအိုခမရမစီမဆိုင်ဟိတ်လာဟောက်လာလာလုံးနေသေးရဲ့ကျဲဒီကောင်ဟာလေမตาပေါ်ခြင်းညာပဲဟဲ့ငနတ်ကျော်နင်အသက်ဝင်စမ်းအဖွားဟိုကပျော့ပျော့ဆူဆူနဲ့သူ့လက်ကကင်ထားတဲ့အနှံ့ရောင်တောင်ဝေးကိုမြေစီပစ်ချလိုက်တယ်တောင်ဝေးကမြေစီကိုကြတာနဲ့ ရုပ်ကြီးအနက်ရောင်မွေကြီးတကောင်အတွင်ကိုပြောင်းလဲသွားကပပြင်းကြီးထောင်ရင်တဖူးဖူးနှာမုံနေပါတယ်။ဒီခိုက်မှာပဲအဖွားအုပ်ကြီးကသူ့ကောင်းကြီးကိုလက်ထပ်ဖက်နဲ့ဆွဲပြုတ်ပြလိုက်တယ်။ကောင်းကြီးကခနာကိုစီကပြုတ်ထွက်ပြီးလက်စီမှာတန်လန်းကြီးဖြစ်နေတယ်။ဒီမြင်ကွင်းကြောင့်ဦးမောင်းမှာဒေါသတွေပျောက်ပြီးဟာကနေဖြစ်က သွေးပြက်သွားလိမ့်ပြီ။အာမေကြီးရဲ့ကျုပ်ကမသိလို့ပြောမဆိုမှရှိရပါ။ကျုပ်ကိုဖွေးမြူပါနဲ့ဗျာ။သွားဆိုသွားပါမယ်။ အဲ့လိုခြာကနေလှက်ထွက်လို့နောက်လည်းမကြည့်စတန်ပြေးပါတော့တယ်။တောက်ငါ့မှာအလုပ်ရှိသေးလို့နေကန်ကောင်းသွားတယ်မှတ်။အဖွားကိုကြည့်ရသူ့ကောင်းကိုနေရာတကျပြန်တိုက်ရင်ဦးမောင်ရဲ့နောက်ကျောကိုကြည့်လို့ရေရွတ်ကျိမ့်သွားလိုက်တယ်။ပြီးတော့တဲစီကိုလှမ်းဝင်သွားချင်းတောင်ဝေးကနေပြောင်းသွားတဲ့မြွေကြီးကအနောက်ကနေရှော့ကနေလိုက်ပါသွားပါတယ်။ဦးမောင်တယောက်ကြောက်အားလန့်အားနဲ့ရှိုးအထဲကနေအပြေးတက်ခဲ့မိပါတယ်။ အစင်းတော့အခက်ခဲပြီမဲ့အခုပြန်တတ်တော့ကြောက်စိတ်ရဲ့စိတ်ဆော်အားကြောင့်ဘယ်ရဘလို့အပေါ်ပြန်အောင်လာလဲမသိဘူးအပေါ်ရောက်ပြန်တော့လေတဲစီကိုရောက်အောင်အသုံခွန်ဆိုင်ပြေးနေမိပြန်နေပါဇက်ကလည်းဆုံးမကြီးဆုံးမကြီးဆိုပြီးလဲအစမပြေရေရိုးနေမိတယ်သူ့ဘဝမှာအခုလိုဖြစ်ပြန်မျိုးတစ်ခါမှမကြုံဘူးခဲ့ဦးဘဲနဲ့မြဝါထင်ထင်ကြီးကိုပဲတောင်ဝေးကနေမွေဖြစ်ကိုပြောင်းသွားစေတယ်ပြီးတော့သူ့ကိုရက်မှုတိုက်ခိုက်ဖို့စေပါလာတယ်စိတ်ပြည့်စရာတိတ်ကောင်းလုံးနဲ့အခိုက်တက်မင်း သူသာစောင်းလျောင်မတောင်းမြင်မိခဲ့ရင်အမြန်ဆုံးသာမပြေးမိခဲ့ရင်အခုလောက်ဆိုအဖွားအိုကြီးပြောသလိုမตาပေါ်နေလောက်ပြီဥမောင်းတယောက်ပြေးလာလိုက်တာတဲစီကိုရောက်တယ်တဲတဲစီကိုပြေးဝင်လိုက်တော့တစုံတယောက်ကိုဝင်တိုက်မိလိုက်ပြီအမလေးပြဆုံးမကြီးကဲပါဥမောင်းတယောက်ဟိတ်အော်လိုက်ရင်ဖင်တိုင်ရက်လဲကျသွားတယ်တိုက်မိသူကိုဥမောင်းကပြကပြရပဲကြည့်လိုက်တော့သူယူတယောက်စပင်းကဆုပ်ဖွားပြီးနီးကြောင်လို့နေကအဝတ်စားတွေကလည်းပီပီပွားလို့နေရင် ဘာရီထဲထားမှမသိဖောင်းကားနေရဲ့လွေကြီးတခုကိုလည်းတိုင်းလွယ်ထားပြန်နေအာယိုယိုငါသူတော်နှစ်သားလေးနားလိုက်တာနော်သူယူးစီကညီးသွားတဲ့အတန်ကြဥမောင်ရီချင်းစိတ်ဖြစ်သွားမိရတယ်ဒါပေမဲ့လည်းခုနကကြုံလာတဲ့ဆုံးမကြီးကို မျက်စိနဲ့ချက်ချင်းမြင်အောင်မိတာမို့ကြောက်စိတ်ပြန်ခဲသွားပြန်နေဆုံးဆုံးမကြီးဟင်းဘယ်ကဆုံးမကြီးတော့ဆုံးမကြီးရှိုးရဲမှာအေးနေအောင်မင်းအောင်လူစင်စိတ်ဟုတ်ရဲ့လားဟင်း ငါသူတော်နတ်သားကြီးကလူပဲဟုတ်ပါမလဲကွလူလူမဟုတ်ဘူးဆိုတော့မင်းဟိုဆုံးမကြီးကလှက်လိုက်တာမလားဘယ်ကဆုံးမကြီးတော့ငါသူတော်ကနတ်သားလေးငါလေးကနတ်သားလေးသူတော်ဟဲ့သူယူကဟိတ်နဲ့ဟန်နဲ့ပြုတ်ပြောလိုက်တယ်။ဦးမောင်လည်းစိတ်ထဲဆုံးမကြီးလှုပ်လိုက်တာမဟုတ်ဘူးလို့ယုံကြည်လိုက်မိကဆုံးမကြီးငါဆုံးမကြီးကိုတွေ့လာလို့နေရရောက်တယ်ကဒီဆုံးမကြီးပဲပြောနေတော့တာပဲဆုံးမကြီးကကြောက်စရာကြီးဟာခေါင်းကြီးကိုသူ့ခန္ဓာကိုယ်ကနေဆွဲဖြုတ်ပြတာ သူ့မျက်လုံးတွေကလဲကလဲဖြစ်သွားတယ်။ညင်တော်ကြောက်နေရပဲ။ကဲကဲကြောက်စိတ်ကိုဖဲလိုက်တော့နင်ပြောတဲ့ဆုံးမကြီးကိုငါသူတော်လေးဖြေရှင်းပေးမယ်။မင်းသွားလို့မရအောင်နော်။သွားရင်မင်းတို့ကသူတက်လိမ့်မယ်။ကဲပြောမှသာပြောစမ်းမ။ဦးမောင်လည်းဟုတ်မဟုတ်ဟုတ်လူတို့ရဲ့သဘောရမိမိတွေ့လာရတာကိုသူတစ်ပါးစီပြောတတ်တဲ့ညင်အတိုင်းသူကြုံခဲ့ရတာကိုပြောပြလိုက်တယ်။အဲ့ဒီဆုံးမကြီးကဘယ်နာနေရလဲ။ဟိုဘက်နားရှိုးထဲမှာငါသူတော်နှစ်သားလေးသွားလိုက်မယ်။ သူယူကပြောပြောဆိုဆိုပဲနေရာကနေလှမ်းထွက်သွားတယ်။ဦးမောင်ကတော့သူယူကိုအပြည့်အဝမြုံကြည့်ရတာမို့တဲစီမှာပဲကြင်ရင် တောစီကနေပြန်မှုကိုပစ္စည်းတွေကပြားသေးလိုက်သိမ့်မာတော့တယ်။သူတော်တယောက်အเจ้าလုံနေရဲ့လူကြီးညွန်ပြစီဟာရှိုးရဲစီကိုဆင်းမှုလုလိုက်ပါတယ်။တကယ်တော့သူတော်ဒီတော်တဲ့ကိုရောက်နေရတဲ့အကြောင်းရင်းကဖိုးသားကလူယောက်သားနဲ့တမန်သားပြုကထုံကူးမဲ့ကိုရွေမာကြီးတယောက်ကိုဆုံးမစေဖို့ဆေးလွတ်လိုက်တာကြောင့်ပဲ။ခုနကအเจ้าလုံနေသူရဲ့ပြောပုံအရတော့ ကိုရမကြီးကသူ့အတွက်သားကောင်ဖြစ်မောင်ဖိုးစီဆိုတဲ့ကောင်ကလေးကိုဖမ်းဆီးမိထားလိုက်ပြီ။သူတော့ငါရဲ့ပဲတင်လာတဲ့ခေါ်တန်ကြောင့်သူတော်ရဲ့ခြေလမ်းတွေကတန့်ငနေဖြစ်သွားရတယ်။ဖိုးတကြဟီဟီသူတော်အခုပဲသွားနေရရောက်တော့မင်းနေနောက်ကြတော့မင်းမြန်မြန်သွားဟိုကိုဝေမာကြီးကသုံးချိန်မြောက်တံဝန်သားပြုပြီးသူ့ရဲ့ကိုဝေထုံကူးမှုကိစ္စပြီးပြီအဲ့ဒီခါကျလက်ငင်းကိုပဲလူတက်တချောင်းဆုံးမမှာဖြစ်တယ်လို့နောက်များမှလည်းလူတက်တွေထွက်ပြီးဆုံးမရနိုင်မင်းဟုတ်ကဲ့ဖိုးတကြ နင်းစိတ်လိုက်မှမှလည်းရှောက်လို့မနေနဲ့အောင်နင်းစီကကြောက်စင်းကိုဝေနဲ့ပဲဒီကိစ္စကိုဖြေရှင်းလိုက်ကြည်ကြာလာဖိုးတကြလို့သူတော်သုံးလုံးသက်တူဖိုးစာဒီကအရင်လိုသူတော်တယောက်စိတ်လိုက်မှမှတက်ဖြတ်မာတွေကိုဖြစ်မလာစေဖို့အတွက်သတိပေးစကားဆိုလိုက်ပါတယ်စိတ်ကြပါဖိုးတကြရဲ့သူတော်ကိုမှသာထိန်းကြောင်းနေတတ်ပါပြီပြောလိုက်ရင်ဒီလိုပဲဖိုးတကြအတန်ပြောက်သွားတယ်သူတော်လည်းရှိုးရဲစီကိုဆက်စင်းခဲ့ပြီးလှမ်းလာတော့တဲကလေးကိုလှမ်းတွေ့ရပြီ တဲကလေးကသူတို့ရဲ့အမြင်မှာလှုပ်ခတ်လှုပ်ခတ်ဖြစ်နေအောင်တွေးလိုက်တယ်။ဟွန်းငါဝင်သွားလို့မဖြစ်ဘူး။အပြင်ကနေပဲလှမ်းခေါ်ထုံးมาဖြစ်မယ်။သူတို့ကပြပြောဆဆိုပဲအနီးကခဲလုံးတွေကိုကောက်လိုက်ပြီးတဲစီကိုလှမ်းလို့ပြစ်ပါရတယ်။တပုံပုံခဲတွေကြာနေတော့တဲအတွင်းကနေထမင်းရင်ရှားထားတဲ့မိမပြိုတယောက်ဒေါသတကြီးထွက်လာတယ်။ဟဲ့ဘဲရတောက်ယူကောင်လေငါတဲကိုခဲနဲ့ပေါက်နေတာသိချင်းနေလားမိမပြိုကဒေါသတကြီးပြောပေးမယ်သူတို့ကတော့တဟာတာရှီမောနေရဲ့ ဟဲ့ခွေးမသားလေးနင့်ကိုပြောနေတာညီမနာတတ်ဦးလားအမလီလေးမလုပ်ပါနဲ့အဖေါ်ကိုကြီးကအသက်နဲ့မလိုက်အောင်ငယ်ရွနုပြုံနေလို့သူတော်ကအောင်းအီးရီမိတာပါအသက်နဲ့လိုက်ဖက်အောင်မူလပြန်လိုက်ပါအဲ့ဒါဆိုသူတော်မရှိတော့ဘူးတဖက်ကမင်းမပြိုကရှူရှာရှာဖြစ်သွားပြီသူ့တကိုယ်လုံးလက်နဲ့တတ်ချလိုက်တော့ငကိုမူလသွင်အဖေါ်ကိုကြီးဖြစ်သွားတယ်ဟိဟိငါတို့တော်နှစ်သားလေးရဲ့စကားကိုနားထောင်တာပဲထပ်ပြီးတော့ကြိလိုက်အောင်မယ်ဟိဟိ သူယူကသူ့ဘာသာတယောက်တည်းတီးတို့ရေရွလိုက်ပြီးအဖွားအိုကြီးကိုကြည်ကတဲတဲကလူသားလေးကိုပါနှင်းဆက်တွေရှုပ်ပြီးပြန်လွတ်ပေးလိုက်။ဘာ?နင်ကဘာကောင်မလို့ငါ့အောင်လာမိတ်ပေးနေရလဲ။ငါသူတော့နှစ်သားလေးမို့အမိတ်ပေးနေရပေါ့။အယူကတက်တက်လာနောက်ရှက်နေရပဲ။အမြန်ဆုံးရှင်းပြတာကောင်းမယ်။အဖွားအိုကြီးကရေရွပြီးသူတော့စီကိုတောင်ဝင်းနဲ့လှမ်းပစ်လိုက်တယ်။တောင်ဝင်းကလမ်းခုလက်တယ်၊မွေးနဲ့ကြီးတစ်ကောင်လုံးဖြစ်သွားလိမ့်ပြီးနှွင့်ပြန်လာတော့ သူကလွယ်ရည်သေးကတစုံတစ်ခုကိုထုတ်ယူကပြန်ပစ်လိုက်တယ်။ဒီကကျင်းကနဲ့အတန်နဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးစိမ့်ဖက်တဲ့အလင်းရောင်တွေဖြာထွက်လင်းကျင်းသွားလိမ့်ပြီးတော့လွင့်ပြန်လာတဲ့မွေနယ်ကြီးကအပိုင်းပိုင်းပြာထွက်သွားခဲ့တယ်လို့တဖက်ကအဖွားဟိုကြီးကလည်းတစုံတယောက်ကခြေသိမ်းရိုက်ချလိုက်သလိုဖြစ်ကဒူးတုတ်ရက်သားလဲကြလို့သွေးပပွက်အန်ထွက်လာပါတယ်။သူတော်ကလက်ကိုဖြန့်ချလိုက်တယ်။ဒီကဖြာထွက်နေတဲ့အလင်းရောင်တွေထဲကလက်ပွားစီမှာလာရောက်စုဝေးပြီးကြောက်စင်းရုံလေးဖြစ်သွားခဲ့ပါတယ်။ကြောက်စင်းရုံလေးကဆွမ်းသာပဲ သူတော်ကပြောပြရနဲ့အယုတ်ကလေးကိုလွှဲစီပြန်ထည့်လိုက်တယ်။နောက်တော့တဲစီကိုလှမ်းသွားလိုက်ချင်းတဲတဲကကပိုကူရုံနဲ့လူငယ်တယောက်ပြေးထွက်လာပါတယ်။မောင်ဖူးစီဆိုတာသူပဲနေလိမ့်မယ်။နမိမဲ။အိုးနမိမဲ။ကျုပ်စီကထွက်မသွားပါနဲ့။မောင်ဖူးစီကနှုတ်ကနေတဝါပွားဟိတော်ပြီးကြောင်စီစီမျက်ဝန်းတွေနဲ့ဟိုဒီပြေးလွှားရင်ရှိနေရကနေသူတော်ကိုမြင်တော့နမိမဲဆိုပြီးပြေးချလာတယ်။သူတော်လည်းသူ့စီပြေးလာတဲ့မောင်ဖူးစီကြောင့်မျိုးလုံးပြူးသွားရပြီး အိတ်ထဲကချီမန်းကွေးလေးကိုထုတ်ပြီးအလင်းပြန်ဆွချလိုက်ရပါတယ်။ချီမန်းကွေးဆွမိသွားချိန်မှာတော့မောင်ဖိုးစီကဟင်းကနဲတက်ပြင်းချရင်မူလတိပြန်ဝင်လာခဲ့ပါတယ်။သူ့နဘေးကဒူးထောက်ရသားဖြစ်နေတဲ့အဖေါ်အကြီးကိုမြင်တော့ရုပ်တရက်မောင်ဖိုးစီကအောင်းအောင်းသွားရတယ်။ပြီးတော့သူ့တော့ကိုကြည့်ပြီးနမိမယ်ော။နမိမယ်မရှိဘူး။သူ့ကိုလည်းနင်စိတ်ဝင်စားမနေနဲ့မောင်လူသား။ဟိုမယ်နင်းစရာကြီးကပြန်တော့မှာမို့အချိန်မြောင်ဝင်မြန်သွားချိန်ငါသူတော်လေးနင့်ကိုလိုက်ဖို့ပြီးမယ်။ သူတော်ကပြောပြောဆိုဆိုပဲမောင်ဖိုးစီလက်ကိုဆွဲလို့ရှိုးဘော်ကိုတက်ခဲလိုက်ပါတယ်အပေါ်ရောက်ပြီးတဲ့အခါမှာတော့တဲစီကိုခတ်တက်တုံနှမ်းလာခဲလိုက်တယ်ရောက်လို့လို့အချိန်မှာတော့သူတော်ကမောင်ဖိုးစီကိုအင်းတစ်ချက်ပြီးပြီးတဲတဲကိုရောက်တာနဲ့ကြမ်းမီမျိုးချဖို့မှာကတယောက်တည်းပြန်စီလိုက်ပါတော့တယ်ရဲကြီးလိုနေရင်ကသူတို့ဆရာတပည့်ချင်းပြန်ဆိုရင်တော့အချင်းချင်းပြောဆိုကြရင်အเจ้าဆောင်ကိုကကနနာနားလေကုန်ကြလိမ့်မယ်အဲ့လိုရေးရိုးလိုက်ပါတယ်ပြီးတော့ကြောက်ခန့်လိုက်တာ သူ့အိတ်စီကအုံးလက်မြင်းကိုထုတ်ယူပြီးတက်ခွာစီလိုပြေးထွက်သွားပါတော့တယ်။ပရိသတ်များရှင်နောက်တရင်ဒီလိုချိန်မှာဆက်လက်ပြီးဇလန်းကောင်းလေးတွေကိုတင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလိုက်ရန် subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။စာရေးစရာနောင်ရစစ်တက်ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာသောနတ်ကျန်လေးကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။